မင်္ဂလာပါရှင်ကျမတို့ရဲ့ဘာမပေါက်ကချန်နယ်ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကတော့စာရေးသူမင်းမျက်နှာရေးသားထားတဲ့ဘက်ကိုက်ဆိုတဲ့ဇလန်းလေးရဲ့အပိုင်း20ခုကိုတင်ဆက်ပေးသွားချင်ပါတယ်ဇလန်းလေးမတင်ဆက်ခင်ပြီမှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘင်းဒါနူရီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေရှင်ကျေးဇူးအများကြီးတင်ပါတယ်ခွာဆပြီးတော့ဇလန်းလေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါတနေ့ရအောင်မှာတော့ ဒိုင်းကိုင်တဲ့လူက သူ့နောက်ကိုတစုံတရာလိုက်လာတယ်လို့ခန့်စားမိတာကြောင့်ခြေလန်းကိုတုံငနေချက်ပြီးနောက်ကိုတမင်လဲပြန်ကြည့်လိုက်တယ်။အေကန်အမန်ပါသူ့နောက်ကိုလက်တူလိုက်လာတာကိုတွေ့ရတယ်။ဒိုလူကိုမြင်တာနဲ့သူ့စိတ်ထဲအမျိုးမီမသိတဲ့အန်နီရဲ့အငွေ့အသက်တခုခန့်စားလိုက်ရတယ်။ဒါကြောင့်မလို့ညာလက်ကခါးစားမှထိုးထားတဲ့ဓမြောင်အယိုးပေါ်ကိုချက်ချင်းရောက်ပြီးဓမြောင်ကိုဆွဲနှုတ်၍အသိရေးထပြင်လိုက်တယ်။ခဏလောက်ကြာတော့ဒိုလူကခက်တီတီနဲ့ဒိုင်းကိုင်တဲ့လူကိုကြော်တက်ပြီးသူ့လန်းသူအေးဆေးသွားတယ်။ ။ဒဂန်နဲ့လူလဲထိုလူကို မျက်စိတဆုံလိုက်ကြည့်နေတယ်။ထို့သောဖြင့်နောက်တောင်းလောက်ကြတော့ထိုလူကအတော်ဝေးဝေးကိုရောက်ရှိသွားတယ်။ဒီတော့မှဒဂန်နဲ့လူတပ်ပြင်းချေကြီးတစ်ချက်ချပြီးတော့ဓမြောင်ကိုခါးကြပြန်ထိုးလိုက်တယ်။အဲ့ဒီခိုက်ဘယ်ကနေဘလို့ရောက်ရှိလာတယ်မသိတဲ့လူနဲ့ဦးစိုးတင်တဲ့အောင်တော်ကဒိုင်ကန်နဲ့လူရဲ့ခေါင်းကိုနောက်ကနေတုံနဲ့တယောက်တစ်ချက်စီအာကုန်လွှဲရိုက်ချလိုက်တယ်။တက်ဖြောင်းဖြောင်းနဲ့ဖြောင်းကနေနှစ်ချက်လွှဲရိုက်တဲ့အတူ အားဆိုတဲ့အတန်တန်တဆက်တဲ့ထပ်ပေါ်လာတယ်။အဲဒီနောက်ဒိုင်ကန်တဲ့လူအယုတ်ကျိုးပြက်လဲကျသွားတယ်။လဲကျသွားတာနဲ့စိုးတင့်ကဒိုင်ကန်တဲ့လူလွဲထားတဲ့လွဲအိတ်ကိုအတင်းဆွဲဖြုတ်ပြီး သူ့စီမှာပြောင်းလွယ်လိုက်တယ်။အဲဒီနောက်လွဲအိတ်သေးကိုလက်နဲ့အသာနှဲချပြီးတော့ငွေဆက်ကူတော်တော်များများကိုသူ့ဆမ်းမိတယ်။ဒါကြောင့်မလို့နေ့လုံးဖွဲတစ်ချက်ပြုံးလိုက်ပြီးတော့ဟဲ့အောင်အောင်ထုံးသွားမယ်။ရိုက်လဲရိုက်ပြီးပြီးလိုချင်တာလဲရပြီ။ဒီလောက်နဲ့မချင်တတ်သေးဘူးဒီခွဲကိုထပ်ရိုက်အောင်ပါကွာ။မင်းသွားချင်သွားနေကွာ။ လောက်မယ်ဆိုလောက်ကွာငါစောင့်နေမယ်ပြီးမှတူတူသွားမယ်အေးအဲ့ဒါဆိုလေတဘောပဲခဏစောင့်တောင်ချုံကအဲ့ဒီလိုပြောပြီးဒိုင်ကန်တဲ့လူကိုဒုံးနဲ့တစ်ချက်ပြီးတစ်ချက်လွှဲရိုက်တယ်ရိုက်လို့အားရမှချက်ချက်နဲ့တစ်ချက်ပြီးတစ်ချက်ဆင့်ကန်တယ်ပြီးမှဟာဒီခွေးကိုလောက်ရတာချွေးအောင်ပြန်လာပြီကွာဟဲ့အောင်ကျိန်နေပြီလားမင်းကျိန်နေပြီဆိုသွားမယ်ကွာခုလာဆိုဟိုကောင်လဲရွာထက်ရောက်တော့ပြီအေးသွားတာပေါ့ရော့ဒါအစ်အောင်ချုံကပြပြောဆိုဆိုနေ ဒိုင်ကန်ရဲ့လူကိုနောက်ဆုံးတစ်ချက်ထက်ကန်လိုက်တယ်။အဲ့ဒီနောက်မှာနှစ်ယောက်သာလက်ထရဒုတ်တွေကိုပြင်းပြင်းပေါ်ပစ်ချပြီးမျိုးမြင့်နောက်ကိုလိုက်သွားကြလေတော့တယ်။မျိုးမြင့်ကရွာထိပ်ကတစ်ပင်တစ်ပင် အောက်မှာအကြနာထိုင်ပြီးဆက်လက်တောင်းနေတယ်။ခဏကြာတော့အောင်ထင်းနဲ့ဆိုတင် မျိုးမြင့်ရှိရောက်လာကြတယ်။ရောက်ရင်ရောက်ချင်းမျိုးမြင့်ဟာဟဲ့အောင်နေအချိန်နေဘလို့လဲလို့အော်မေးလိုက်တယ်။ဆိုတင်ကတူလေထားတဲ့လွဲကိုလက်နဲ့ပုတ်ပြပြီးအပြည့်အပြည့်လို့ ခက်ရှင်ရှင်ပြန်ပြောလိုက်တယ်။ဒီတော့မှမျိုးမြင်မတက်ထရဲ့ပြီးစိုးတင်လွဲထားတဲ့လွယ်တဲ့ကိုလက်နက်ကြည့်တယ်။ဧကန်အမှန်ပဲငွေဆက်ကူအမြောက်အများ။ကဲငွေလဲအလုံးနောက်ရပြီဆိုတော့ညာရင်းချင်းလက်မယ်ကွာ။အောက်ထွေးမင်းနဲ့ကိုဘယ်ကနေသွားတာလဲကွာ။ရှေ့ကနေလမ်းညွန်ပြီးတော့အဲ့ဒီနောက်၃ယောက်သားစကားတပြောပြောနဲ့ညာရင်းချင်းအောက်ထွန်းနဲ့ကိုသွားကြပါရင်။ထိုနေ့ကစပြီးသူတို့၃ယောက်ဒုံနဲ့တဝိုက်မှာလုံးဝထွက်မတရတော့ဘင်း။ ကိုမိုးတီကိုတတ်တဲ့တရားခံကိုတိုင်းကထိုနေကနေလုံးဝပြောက်ွယ်သွားတဲ့အတွက်ထိုအမှုမှလည်းလမ်းစပြောက်သွားခဲ့ပါတယ်။စင်စစ်အဖြစ်ထိုအမှုကိုဖော်ထုတ်နိုင်သူမှာတဝူးသေးတာရှိပါတယ်။သူကတော့ကြော်တင်သူကိစ္စတွေဖြစ်ပြီးတပက်ခံကြ။နောက်တနေ့မနေ့မှကြော်တင်စေယုံကပြန်ဆင်းလာခဲ့တယ်။စေယုံကလည်းအိမ်ပြန်ရောက်တာနဲ့ကြော်တင်ကတပြားကိုခါးချမှထိုးပြီးကိုမိုးတီအိမ်ကိုအရင်သွားတယ်။ထို့သောဖြင့်နောက်15မိနစ်လောက်ကြာတော့ ကြော်တင်ကိုမိုးသေးချန်နယ်ကိုရောက်သွားတယ်။ကြော်တင်ရောက်တော့ဒေါ်အင်းမြနဲ့ခင်လေးတို့သားမီကိုပြပေါ်မှာထိုင်ပြီးစကားတပြောပြောနဲ့စပက်လုံးကောက်နေကြတယ်။ကြော်တင်ရောက်လာတာမသိကြော်တင်ကလည်းဘာအတန်းမှမပေးပဲခက်တီတီနဲ့ကိုပြနားထိရောက်အောင်သွားတယ်။ဝါးတပြင်အကွာရောက်မှကြော်တင်ကိုဒေါ်အင်းမြတို့သားမီမြင်သွားကြတယ်။ရုတ်တရက်မြင်လိုက်ရတာကြောင့်ကြောင်အန်းလည်းဖြစ်သွားတယ်။ကြော်တင်းကတော့ခက်တီတီကိုပြင်းနားရောက်တာနဲ့ခါးစားကတံပြန်ကိုဆွဲထုတ်ပြီ ကုတ်ပြစ်ပေါ်ပြစ်တင်လိုက်တယ်။အဲ့ဒီနောက်အပေါ်အင်းကြီးဆွဲချုပ်ပြီးရင်ဘက်ကိုကော့ပေးပြီးတော့အတော်ကိုမိုးတီးတေတာကျုပ်ပယောဂကြောင့်မှာကျုပ်ကိုမကျေနပ်ဘူးဆိုရင်အဲ့တပြောင်နဲ့ထိုးလိုက်ပါကြော်တင်းကခက်ပြက်ပြက်ပြောတယ်။မဟုတ်တာကွယ်အတော်သားလေးတေတာသူ့လောက်ခဲ့တဲ့အာဟုတုကံဒီကြောင့်မှာမင်းနဲ့မဆိုင်ပါဘူးကွယ်ဆိုင်ဦးတော့မင်းမှအပြစ်မရှိပါဘူးမင်းလည်းမတည့်ယုံတမဲဓာတ်နဲ့အထိုးခံရတာမဟုတ်လားကျော်အင်းမြကစိတ်မကောင်းစွာနဲ့ပြန်ပြောတယ် ။ဘာရဲ့ကြောင့်မသိတော်ရင်မြစကားကြပြီးကြော်တင်ငိုင်းတိုင်တိုင်ဖြစ်သွားတယ်။ထွန်းနောက်မှာကိုပြစ်ပေါ်ကိုဝင်ထိုင်ပြီးဓမြကိုပြန်ယူပြီးခါးကြပြန်တို့ကအတော့ကိုကျုပ်တခုပြောချင်တယ်။ကျုပ်မိုးသီးတည်တာသူ့အကူသူ့ကံချောင်းဆိုတာတဲ့ကျုပ်ကြောင့်တရတာပါ။ကျုပ်ကိုဝင်ကူရင် အခုလိုဖြစ်ရတာ။ဒီတော့ကိုမိုးသီးကကျုပ်ရဲ့မိကောင်းဆွေကောင်းတဦးပါ။အခုကျုပ်မိတ်ဆွေမရှိတော့ဘူးဆိုတော့ကျုံမဲဆိုရင်အမေနဲ့နှမကိုစောင့်ရှောက်ပေးရမယ်တောင်းဝင်မှာအပြည့်ဝရှိပါတယ်ဗျာ လူရင်းတို့ရှင်ပြောရမယ်ဆိုရင်တော့ကျုပ်အတော်တို့သားမီးကိုအပြည့်ဝစောင့်ရှောက်ပေးချင်ပါတယ်ကျုပ်ကိုစောင့်ရှောက်ခွင့်ပေးပါ ဟုတ်ပါပြီကွယ်မင်းသဘောပါပဲအတော်မှာပြောစရာစကားဘာမှမရှိပါဘူးကွယ်တော်ရင်မြကဝန်းထဲကြေခွဲစာနဲ့ပြောလိုက်တယ်စိတ်ချပါတော့အတော်ကိုကျုပ်အမေရင်တယောက်လိုသဘောထားပြီးကျုပ်ဘက်ကနှမလေးကိုလည်းကျုပ်နှမလေးအရှင်းလိုသဘောထားမှာပါဗျအတော်အနေနဲ့လည်းကျုပ်ကို ဒါအရင်တယောက်လိုပြန်ပြီးသဘောထားနိုင်ပါတယ်ခုတော့သူ့ကိုတောက်ခွင့်ပြပါအောင်ဗျာရှင်းစရာကိစ္စလေးတွေရှင်းပြရင်ပြန်လာခဲ့ပါမယ်ကျော်တင်းကပြောပြောဆိုဆိုနဲ့ကုပြစ်ဘော်ကဆင်းလိုက်တယ်ကျော်တင်းကုပြစ်ဘော်ကဆင်းလိုက်တာနဲ့ဒေါ်ရင်းမြကဒီမေငါတာမင်းကိုအမေတခုပြောမယ်ဘယ်လိုအကြောင်းကြောင်းနဲ့မှရန်ကိုရန်ချင်းမတုံနှင်းပါနဲ့ဒေါ်ရင်းမြရဲ့အမေနဲ့တားဆိုတဲ့အတုံတုံကြောင့်ကျော်တင်းမျက်ရည်ဝိုင်းသွားတယ်ကျော်တင်းကအဖေနဲ့ကြီးမင်းလာခဲ့သူတူတူ ကြော်တင်းကိုမွေးပြီးတလားလောက်ကြာမှသူ့အမေကရောဂါတစ်ခုနဲ့ဆုံးသွားတယ်။ဒါကြောင့်မလို့မိခင်မေတ္တာတူမရလိုက်။ကုံကုံပြောရရင်သူ့အမေကဖြူသလားမဲသလားတောင်သူမသိ။မြင်လဲမပြေဘူး။အမေလို့လည်းခေါ်ခွင့်မရလိုက်။တားလို့လည်းအခေါ်မခံရလိုက်။သူ့အမေခေါ်အောင်တော့သူမသိ။အခုတော့တော်ရင်မြကသူ့ကိုယ်သူအမေတုံးတုံးလိုက်ပြီးတော့ကြော်တင်းကိုလည်းတားလို့ခေါ်လိုက်တဲ့အတွက် ကြော်တင်းစိတ်တဲ့အမေတယောက်အစားထုတ်လိုက်တယ်လို့ခံစားလိုက်ရပြီးမျက်ရည်ဝိုင်းသွားခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါမင်းကျုပ်အမေစကားကိုနားထောင်ပါမင်းရန်ကိုရန်ချင်းမတုံနေတော့ပါဘူးဗျာကျုပ်ကိုတောက်ခွင့်ပြုပါဦးနော်ကြော်တင်းကပြောပြီးတော့ဒေါ်ရင်းမြရှိကနေထွက်သွားတယ်ထို့သူဖြင့်ချန်ပီယံဘက်ကိုရောက်မှနောက်ကိုတစ်ချက်လှည့်ကြည့်ပြီးကျုပ်ကိုလောလောဆယ်တော့ဆက်မိုက်ခွင့်ပြုပါအမင်းအမေသားကြီးကိုမိုးတိကိုတတ်တဲ့ကောင်းလေးကိုကျုပ်ပြန်ပြီးတော့ပြန်တက်ပြီးမှ အမေဖြစ်စင်ရှင်တလို့နေပါမယ်လို့စိတ်ထဲကနေပြောလိုက်တယ်။မျိုးမြင့်တို့၃ယောက်ကတော့အာတော်နေဘက်မှာဖြစ်တယ်လို့နေဖြစ်တယ်လို့စားဖဲဝိုင်းနေရိုက်ကြက်ဝိုင်းနေဝင်လောင်းရံဖြစ်စကားများဖဲဝိုင်းကြက်ဝိုင်းမရှိရင်အရက်တော့ထမ်းရည်တော့ပြီးပေတီလေလွင့်နေကြပါတယ်။အခုလဲတောပူကုန်းလို့အမိရတဲ့ရွာကြက်ဝိုင်းမှာရောက်ရှိနေပါတယ်။ကြက်ဝိုင်းကရွာထိန်ကြောင်းပင်နဲ့ ခက်လန်းလန်းကအရှိအဝါတာကောင်းတဲ့တပင်တပင်အောက်မှာ လူတွေကလည်းအများပြားတဟိတဟာသူ့ကျက်ငါးကျက်နဲ့လဲစုညံနေကြပါတယ်သူလူတွေရဲ့မျိုးမြင်စိုးတင်အောင်ထုံးတို့သုံးယောက်လည်းပါဝင်ဖြစ်ပါတယ်သူလူတွေအပြင် နောက်ထပ်ထူးထူးဆန်းဆန်းလူနှစ်ယောက်လည်းရှိပါသေးတယ်သူတို့နှစ်ယောက်ကတော့ကြက်ဝိုင်းမှာမဟုတ်ကြက်ဝိုင်းနဲ့ခက်လန်းလန်းကညောင်ပင်အောက်မှာတဦးကစလိတ်တဖွာဖွာနဲ့နောက်တဦးကတော့အရှက်ပလင်းကိုကမ်းပြီးတမောမော လူနှစ်ဦးကကြက်ဝိုင်းဘက်ကိုလှည့်ပြီးထိုင်၍ မျက်ခြေမျက်ပြက်စောင့်ကြည့်နေကြတယ်။ထို့သောဖြင့်နောက်တောင်းလောက်ကြတော့ကြက်ဝိုင်းမှာပြဿနာဖြစ်ပြီးလူတွေရုပ်ရုပ်တဲတဲဖြစ်သွားကြတယ်။ထို့သောဖြင့်ပြဿနာဖြစ်တာနဲ့စစ်လေတောင်းနေတဲ့သူကဆက်ကနေမတ်တက်ချရဲ့ပြီးအေးဆေးတင်ကြီးနဲ့ချိန်လန်းနေတဲ့တလန်းချင်းလျှောက်ပြီးကြက်ဝိုင်းကိုသွားပါတယ်။ပြိတ္တများရှင်ဘက်ကైအပိုင်း20ခွန်ကတော့ဒီနေရာမှာရင်းပြီးဆုံးပါပြီ။နောက်ရက်များမှလည်းကြံရှိနေသေးတဲ့အပိုင်းများကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ပရိသတ်များကဆက်လက်ဆောင်မြောကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ဒီကနေ့မှာနားဆင် အားပေးခဲ့ကြတဲ့ပရိသတ်တဝန်းရှင်စီတိုင်းကို အထူးပင်ကျေးဇူးတင်ပါတယ်ရှင်။တာယာပြရှင်နဲ့နေ့တည်လေးကိုပန်ဆိုင်ပြီးတော့ဘေးရန်ပါမှာကင်းဝေးနိုင်ကြပါစေရှင်။